မင်္ဂလာနနက်ခင်ပါကျမ်းမာချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေထွက်ပူချိန်ကတော့26ဒီဂရီရှိပြီးတော့မှ33ဒီဂရီရှိတယ်လို့ခန်းစားရရှိနိုင်ပါတယ်ဒေရုရည်သွေးကတာမန်ဖြစ်ပြီးတော့မှတနေ့တာလုံးတွေတိမ်တင့်တင့်မှတိမ်ထူထက်နိုင်ပြီးမွန်လွဲပိုင်းမှာနေရာကွက်ကြားမိုးတစ်ချုံရွာနိုင်ပါတယ်မြင့်ဆုံးပူချိန်ကတော့34ဒီဂရီရှိမှာဖြစ်ပါတယ် နေ့စဉ်ဝေဖြူခြင်းလင်းပြအော်တိုဘာလ18ရက်တောက်ကြနေ့2025တားတော်နိုင်တည်နေကြလောဒီကချက် ရှင်ယောဟန်ဩဝါဒစာပထမဆောင်မခွန်အာယူစရာများ အပိုင်းခုနှစ်ဖက်ရန်ကျမ်းချက်ရှင်ယောဟန်ဩဝါဒစာပထမဆောင်ခန်းကြီးနေခန်းငယ်24မှ29ထို့ကြောင့်တင်းတို့သည် ရှေးဦးစွာကပင်ကြားရသောဒေသနာကိုတင်းတို့၌တည်စေကြလော ထိုဒေသနာသည်တင်းတို့၌တည်လျှင် တင်တို့သည်တားတော်၌၎င်း ခမည်းတော်၌၎င်းတည်ရကြလိမ့်မည်ငါတို့အားပေးတော်မူသောဂတိတော်မူကားသာရသက်ကိုဝန်ခံတော်မူသောဂတိတော်ပေသည်တင်တို့ကိုလှည့်ပြသောသူတို့၏အကြောင်းကိုဤသို့တင်တို့အားငါရေး၍ပေးလိုက်၏သို့တော်လည်းတန့်ရှင်းတော်မူသောဖျားဤလက်မှတင်တို့ခံရသောဗိသိက်ကျေးဇူးတော်သည်တင်တို့၌ရှိသည်ဖြစ်၍အဘယ်သူမျှတင်တို့ကိုဆုံးမဩဝါဒပေးစရာအကြောင်းမရှိ ထိုဘိသိက်ကျေစုတော်သည်ဖြစ်ရောင်ဆောင်သည်မဟုတ်အမှန်ဖြစ်လေခတ်သိမ့်သောအရာတို့ကိုတင်တို့အားသွန်တင်တော်မူသည့်အတိုင်းတင်တို့သည်သားတော်၌တည်နေကြလောစစ်သားတို့သားတော်သည်ထင်ရှားပေါ်ထွန်းတော်မူသောအခါငါတို့သည် အထံတော်သို့ရောက်လျင်ရဲရင်ရသောခွင့်ရှိ၍ဆက်ကြောက်ခြင်းနှင့်ကင်းလွတ်မိကြောင်းသားတော်၌တည်နေကြလောဖျားသခင်သည်ဖြောက်မတ်တော်မူသည်ကိုတင်တို့သိလျင် ထောက်မချင်းတရားကိုကျင့်တော်သူမြည်ဒီကဖျားသခင်ဖြစ်ပွားစေတော်မူသောသူဖြစ်သည်ကိုသိရကြ၏ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး35ခန်းငယ်၄ငါ၌တည်နေကြလော့ငါသည်လည်းသင်တို့၌တည်နေမည်တပြစ်ခက်သည်အပင်၌မတည်လင်ကိုယ်အလိုလျောက်အတီးမတီးနိုင်တကယ်သို့သင်တို့သည်ငါ၌မတည်လင်အတီးမတီးနိုင်ကြဒီနေရာမှာတော့ရှင်ယောဟန်သည်ခရစ်ယာန်တယောက်ရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ ခရစ်တော်၌တည်နေခြင်းအကြောင်းကိုအလေးနက်ထားဖော်ပြထားတယ်။ခန်းငယ်24မှာ ရှေးဦးစွာသင်တို့ကြားခဲ့ရတဲ့ဒေသနာဆိုတာကတမန်တော်တွေဟောကြားခဲ့တဲ့ခရစ်တော်ရဲ့အင်္ဂလိတရားကိုရောဖျားကြောင်းကိုသင်ကြားပေးခဲ့တဲ့အမှန်တရားကိုဆိုလိုခြင်းဖြစ်တယ်။ရှင်ယောဟန်ကဒီမန်တရားကိုခိုင်ခိုင်မာမာဆက်လက်စုပ်ကင်ထားဖို့တိုက်တွန်းနေ။ဒါဟာကျွန်တော်တို့ယုံကြည်ခြင်းအတွက်အခြေခံအုတ်မြစ်ဖြစ်တဲ့လူတွေရဲ့တွေးခေါ်နဲ့တုံ့တင်ချက်တွေ၊လောကီတွေးခေါ်တွေများကြီးတဲ့မှာ တရားသခင်ရဲ့နှုတ်ကပတ်တော်ကသာအမှန်တရားဖြစ်ကြောင်းခိုင်ခိုင်မာမာစောက်ကန်ထားဖို့လိုပါတယ်။ဆက်လက်ပြီးခန်းငယ်25မှာဒီဧဝံဂေလိတရားကိုခိုင်ခိုင်မာမာစောက်ကန်ထားခြင်းရဲ့အကျိုးဆက်ကတော့သာဝရအသက်ပဲဖြစ်တယ်။သာဝရအသက်ဆိုတာဟာကျွန်တော်တို့သေပြီးမှရမယ့်အရာတစ်ခုတည်းကိုဆိုလိုတာမဟုတ်ဘူး။အခုချိန်တည်းကခရစ်တော်နဲ့ပတ်သက်ပြီးတရားသခင်နဲ့မှန်ကန်စွာဆက်သွယ်နေတဲ့တက်တာကိုဆိုလိုခြင်းဖြစ်ပါတယ်။ ကိုရောကိုယုံကြည်သူတိုင်းဟာသာဝရသက်ကိုရပြီးပြီဖြစ်တဲ့ဆိုရဲကတိတော်ဖြစ်တယ်။ဒါဟာကျွန်တော်တို့ဘုရားသခင်ပေးထားတဲ့အကြီးမြတ်ဆုံးသောဆုလက်တစ်ခုလည်းဖြစ်ပါတယ်။ခင်းငယ်29မှာတော့တန့်ရှင်းတော်မူသောဘုရားရဲ့လက်မှာသင်တို့ခံရသောဘိသိက်ဂျေဇုတော်ကိုညွှန်းညွှန်းထားတယ်။ဒါကတန့်ရှင်းသောဝိညာဉ်တော်အပြင်ရရှိထားတဲ့ဘိသိက်ကောင်းကြီးဖြစ်ပါတယ်။ဘိသိက်ပေးခြင်းဆိုတာကတန့်ရှင်းသောဝိညာဉ်တော်ကျွန်တော်တို့ထဲမှာကိန်းဝတ်နေခြင်းအဲ့ဒီတန့်ရှင်းသောဝိညာဉ်တော်ကကျွန်တော်တို့ကို အမှန်တရားကိုနားလည်အောင်ကူညီနေပြီးတော့မှမှားယွင်းတဲ့တုန်သင်ချက်တွေကနေကာကွယ်ပေးနေတယ်။ကိုရရှင်ဖျားကိုရံကကျွန်တော်တို့ရဲ့ဆရာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကိုမှားယွင်းတဲ့ဆရာရဲ့တုန်သင်ချက်တွေမှာတည်မနေပဲနဲ့သားတော်နိုင်တည်နေကြဖို့ရန် ဖြစ်ပါတယ်။တကယ်တမ်းသားတော်ထင်ရှားပေါ်ထွန်းတဲ့အခါမှာထံတော်မှာကျွန်တော်တို့ဟာရည်ရင်ရသောခွင့်ရှိဖို့ရန်နဲ့ဆက်ကြောက်ချင်းနဲ့ကင်းလို့ဖို့ရန်တွေသားတော်နိုင်တည်နေကြဖို့ရန်ဖြစ်ပါတယ်။ အဲဒီတော့နှုတ်ကပတ်တော်ကပေးတဲ့အမှန်တရားကိုဆက်လက်ခံခံမှမှစုပ်ကင်ထားပါဘုရားသခင်ပေးတဲ့သာဝရတက်ကိုယုံကြည်လက်ခံပါတန်ရှင်သောဝိညာဉ်တော်ရဲ့ဦးဆောင်မှုကိုနားထောင်ပြီးတော့မှသာဝရသခင်ရွှေ၌တည်နေပါဒီချက်တွေကိုလိုက်နာခြင်းအပြင်ကျွန်တော်တို့ဟာခရစ်တော်နဲ့ပူပြီးတော့မှနှီးစပ်လာမှ ဖြစ်ပြီးတော့မှကိုရောဘုရားဒုတိယချိန်ပြန်ကြွလာတဲ့အခါမှာကိုရောရှေ့မှာမဆက်မကြောက်ရဘဲနဲ့ရည်ရင်စွာယက်တည်နိုင်မှဖြစ်ပါတယ်ဂရန်သက်တာမှာလည်း ခရစ်တော်၌တည်နေခြင်းအပြင်ဘုရားသခင်ရဲ့ဖြောက်မတ်ခြင်းတည်ပွင့်နေကိုလက်တွေ့တည်ပွင့်နိုင်မှာဖြစ်ပါတယ်။ဆက်လက်ဆုတောင်းကြပါစို့။မြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီမနေ့ခင်းအစ်အတွက်ကိုရော့ကိုယေရှုတင်ပါれ။ခက်ခဲဒုက္ခတွေနှောက်ယှက်မှုတွေမကျန်းမာမှုတွေပြဿနာတွေကြားရဲကဒီကနေ့ထိအသက်ရှင်ခွင့်ကိုပေးတယ်ဒီကနေ့ကိုလည်းကိုရောရှင်ကောင်းမွန်ဆုံးသာသနာ့အတွက်ပြင်ဆင်ဖန်တီးပေးတဲ့အတွက်ကိုရောကိုကျေးဇူးတင်ပါတယ် ဘရဖန်စင်းတဲ့နေ့ရဖြစ်တဲ့တိုင်းမှာဝမ်းမြောက်ရှင်လန်းကြပါရယ်မနေ့တိုင်းယူနာတော့အစ်စ်ကိုခံစားရတယ်ကိုရဲတစ်စာတော့ကြီးမြတ်ဆောင်လည်းဝန်ခံပါရယ်ဒါရဖြစ်တဲ့ကိုလွတ်ပြီးတော့မှဧတကျင်းသာဝရတဲ့ကောင်းကြီးကိုကိုရရှင်ပေးသနာခဲ့တဲ့အတွက်ကိုရောကိုယေရှုတင်ပါတယ်။တိုင်းမသက်တာမှာလည်းတိုင်းမို့ကိုကယ်တင်ခဲ့တဲ့ကောင်းကြီးပေးခဲ့တဲ့သာရသခင်ရှုခရစ်၌တည်ပြီးတော့မှဘုရားသခင်လိုရနေကြီးကျင့်ကြံသွားလာပြုမှုနေတိုင်းတို့ဘွားတီးပွင့်နိုင်သောတတ်တာပိုင်ရှင်တွေတည်တည်ဖြစ်စေပါမည်ကြောင်း ကောင်းကြီးပေးပါဖရာနဲ့ဆက်သွယ်ဖို့ဆက်ဆံဖို့တားဆီးနောက်ဆက်နေတဲ့ယာတွေမှားယွင်းတဲ့တုန်သင်ချက်တွေမှားယွင်းတဲ့လှုပ်ဆောင်မှုတွေဒုစရိုက်ပြစ်တွေကိုလည်းကိုရရှင်သာမုဖေရှားဘုရမဖရာနဲ့ဤကတ်စွာတည်နေသောတတပြစ်စေဖို့ကောင်းကြီးချပေးမှသာသနာတော်မူပါခရစ်တီနေခြင်းအပြင်တောင်းသမျှစုတွေပြည့်စုံလို့ဘုရားဘုန်းတော်ထင်ရှားတဲ့တတပိုင်ရှင်တွေတည်တည်ဖြစ်စေတော်မူပါဘာရမီမာပြည်ကြီးကောင်းကြီးပေးပါမကောင်းတဲ့နေရာတွေထဲမှာကိုရရှင်ကယ်တင်ကယ်နှုတ်ကောင်းကြီးပေးပါ မပီကြီးကိုငြိမ်ဝှက်ခြင်းစမ်းသာခြင်းမြတ်တခြင်းလုံခြုံခြင်းဘုရောကောင်းမွန်စွာဖြင့်အနာဂတ်ကိုပုံဖော်နိုင်ခြင်းဆိုတဲ့စသည့်ကောင်းကြီးများဖြင့်ပြည့်စုံကျယ်ဝစေပါမည်အကြောင်းကိုရရှင်ဘုရားကိုယ်တော်တိုင်ဆင်းသက်ကြွလာပြင်ဆင်ကောင်းကြီးပေးပါသာမွေပြည်သူတွေရဲ့ဆုတောင်းသံဒီတွေးမြေကြတာဒီမျက်ရည်ဒီနာကျင်မှုတွေအဟိတ်တန်ကြီးတွားတဲ့နေကိုရရှင်ဒီနေ့ပင်နာညောင်းလက်မြမာပြည်ကြီးကိုယနေ့ပင် ခေတင်ခေနှုတ်ကောင်းကြီးပြေလွတ်လပ်ချမ်းသာစေပါမည်ကြောင်းနှင့်အခုလောလောဆယ်မတရားဖန်ဆီးချုံနှောင်ခြင်းခံရတဲ့သူတွေရောင်းစားခံရတဲ့သူတွေတီးတီးမှလည်းကိုရရှင်ပါရှိလက်ပြန်လဲလွတ်မြောက်သောခမောကိုပေးတနာတော်မူပါမည်ကြောင်းနှင့်မာပြည်ကြီးကိုပဂတိငြိမ်သက်ခြင်းနှင့်ပြည့်စုံစေပါမည်ကြောင်းသခင်ရှုခရစ်တော်ဖျားရင်နာမတော်မြတ်ကိုမြပြုလျက်ဘုရားထံမှာတနာခံတောင်းလျှောက်ကြပါရဖပါဗျာအာမင်